အချီးနေမှာဆိုးလို့ရမှာမဟုတ်ဘူးဒီပြုတ်အခန်းထက်တီလာပြီးတော့အရှံမရဒီပြုတ်တော့ဟိုเจ้าကိစ္စအဲ့လိုပြောရပါဆမ်မွေကဖြည့်ဖို့ရအတွက်လင်းငါရပဲလို့ပြောတာတင်ပါเจ้าကိစ္စဆိုတော့ဒီပြုတ်တော့ကဟဲ့ကောင်ဆိုတော့ဒေါသနဲ့ပေါ့ဗျာတင်ပါငါဒီဖုံးကငါဒီနာခွဲလိုက်ရမှာလားမင်းငါပြောထားတာကိုဒီဆမ်မွေအတွမ်းမှာဒီကငါ့ဖြူဒီကိစ္စဒီဘာမှမတည့်ဆောင်လာဘူးဘောဗျာအဲ့ တပြုတော့ရဲ့အဲ့ဒီငေါက်တောင်ဆဲတောင်ကိုဟိုဘက်ကတစ်ဖက်ကကြားရတယ်ပြ။ဒါဆိုတော့မမဖုံးပိတ်ခွာပါဗျာ။အင်းအဲ့ဒါနဲ့ဒီရောဆိုင်မွေးဖြီးပြီးတဲ့ခါအဲ့နှစ်မှာအဲဒီရောတို့စကိုင်းဆရာတော်ကြီးပြီးပါတယ်ဗျ။အောင်းမြန်သွားတယ်ပေါ့ဗျာ။ဒီပြီကကောင်းရတာဖြစ်သွား။တင်မတင်မ။မမအဲ့ဒါနဲ့အဲတပြုတော့ကဆိုင်မွေးပြီးပြီးတဲ့ခါကျတော့သူတို့ကဆရာတော် အားလုံးလည်းတာသနိကဆောက်ဦးတွေလည်းဆောက်ပြီးပြီဖြစ်တဲ့အတွက်ဖုန်ဖုန်ကလည်းကိုဝိတာပြီးမှဆိုတော့လည်းပဲဘုန်းကြီးဒီလိုလည်းပဲအဲ့လောက်ထိညံလိမ့်မယ်လို့မထင်ဘူးလေခင်ဗျာအဲ့လိုဆိုတော့ညံသွားပြီဖြစ်တဲ့အတွက်ဘုန်းကြီးအလူခံပြီးတော့မှစီမံပါတော့ခင်ဗျာစီတော့ကကြတာတပြီတော့ကငါလည်းကြွားပြီးတော့တပြီတော့ရတပည့်လေးတွေတာမီကျော်ဦးစံ၃ပါးကိုစတ်ထားပြီးတော့ပထမဦးဆုံးမှာဝါဆိုတန်ကား အပါ30ကျော်နဲ့ပြီးတော့စပြီးတော့လုတ်ခဲ့ပါဗျာဒါအခုတော့အပန်းတန်ကအပါ200ဝန်းကျင်ပါရှိအောင်ဗျာဘောလမိုင်းမမပြီးတော့ခုနကအကြောင်းတိုက်ဆိုင်ပြီးတော့အဲ့ဒီရွာကြောင်းကဖြစ်လာလေဗျာအဲ့တော့မော်လမြင်ကတက်လာဘိတ်မှရေစက်ချရတယ်ဗျာတမန်ရွာကြောင်းကငားလာမှရေစက်ချရတယ်ဗျာဟိုကကြောင်းဆောက်လိုက်တာမမကြောင်းဆောက်ပြီးတော့ဒီလိုကိုလှူတာပေါ့ဗျာတမန်သာသနိကအဆောက်အဦဒီလိုကိုလှူပြီးဆိုတော့ကကြတော့ ငားလာပိုင်းကိုကြောင်းရည်စချတဲ့ခါကျတော့ရန်ကုန်တို့မန္တလေးတို့မော်လမြိုင်တို့ဧည့်သည်တွေအစုံအစုံလာပြီးတော့ကြောင်းရည်စချဘွဲကိုလာကြတဲ့ခါကျဒီရောမေတော်ကြီးကတောသူဆိုတော့ဗျာဟိုဒီလိုဧည့်သည်အများကြီးနေလည်းမနေဘူးလေအဲ့ဒါနဲ့အဲ့ဒီဧည့်သည်တွေနဲ့စီမံရတယ်ပဲပန်းပြီးတော့မေတော်ကြီးကနှလုံးယောဂါလည်းရှိမှာပေါ့ဗျာပြီးတော့စိတ်လက်ကလည်းကြိုက်တယ်လေအဲ့လိုဆိုတော့မေတော်ကြီးကအသက်60ခွန် ော်ငင်းငယ်ပဲ60ခွန်မှာပဲအဲ့ဒီအကြောင်းကြီးစက်ချပြီးတော့နေ့ရက်လို့ဟိုဧည့်သည်ပြန်သွားတဲ့အချိန်မှာပဲဒီလိုမျိုးတော့ကြီးကကွဲတော်သွားပါဗျာအဲကွဲတော်သွားခဲ့တဲ့ခါကျတော့ဒီလိုဘဝအတွက်ကတော့အဲ့ဒီဘူအဲဝမ်းတာစရာဝမ်းနေစရာပန်ဝေကရစရာအဲအဲ့ဒီလိုကြီးကြီးမာတဲ့ဆုံရှုံမှုကြီးမာတဲ့အောင်မြင်မှုဒါရရဲ့အသီးအဝင်းတို့တိုက်တွေ့နေရတာမှန်ပါမှန်ပါမှန်ပါတိုက်ပါမေရောဤဘွဲတော်က ဒေါတင်ကြီးပါဗျာမေရိုကြီးဒေါတင်ကြီးကလက်တော်62နှစ်မှ68နှစ်မှအဲကန်တော်ကုံသွားတယ်ပေါ့နော်ဒီမှာဒီမှာဆိုတော့ဘုံဘုံကလည်းဒီဘုံကတမိုင်းလေးရဲ့ဒါမှတ်တမ်းလေးကိုပြောရတဲ့ကိုတနာရီဝင်းကြီးပါတော့ရှိတော့ပါပြီဆိုတော့ဘုံဘုံပြောတဲ့စကားထဲမှာပဲတိပိကဒရာတိပိကအဲဓမ္မဗန္နာကာယိကနောက်တိပိကကောဝိဒဓမ္မဗန္နာဒါလေးနှစ်ခုကိုဘယ်လိုခွဲပြီးတော့ကြွာတာလေးရှင်းပြလို့ရမလားမမ သူကဒီလိုပြအဲရေပုံရာအောင်ဖြင့်ဒီမှာတိပိတိကဒရဆိုတာကအာဘုံဒီအာလုံးဆောင်နိုင်သွားပြီဆိုတဲ့အဓိပ္ပာယ်ပါဗျာဒရမမတိပိတိကဂောဤဒာဆိုတာကတော့ရေပြည်ကြီးကိုအကုန်လုံးအောင်မြင်သွားပြီလို့ဆိုလိုတာပါဗျာဒီမှာဒါပေမဲ့လို့သူကဒီသူအပိုင်းနဲ့သူအဲတပည့်တော်တို့တတ်မှတ်ထားတာပါဗျာ ပရမဘုဆုံးမှာဥပဒေကြောင့်အရာဝီနီးကိုအရင်ဖြည့်ဆို့ဖို့တတ်မှတ်ထားပါကြ။အဲ့တော့ဝီနီးမှာအာဂုံကိုအရင်ပြန်ပြီးတော့မှရေးဖြည့်ဖြည့်တယ်မှာ။အဲ့တော့ဝီနီးအာဂုံအောင်လဲဆိုတော့ဝီနီးယဒရလို့ခေါ်ပါလားဗျ။အော်တမဟုတ်ပြီဗျာဝီနီရေးပြအောင်ဝိုင်းရဝီနီယာကောဗီတာလို့ခေါ်ပါလားဗျာအော်တမဖြစ်မှာမှာအဲ့ဒီကိုအာဂုံကရေးပြကိုပြီးမှကြံတဲ့အပြီးတမကိုအကြံတဲ့ ပိဋကကိုဖြည့်ခွန်းရှိရပြ။အော်အဲ့တော့ဘယ်ပိဋကကိုပဲဖြည့်ဖြည့်ရတယ်။အဲ့တော့တုတ်တံပိဋကကိုဖြည့်မယ်ဆိုရင်တုတ်တံပိဋကအာဂုံအောင်ဝိုင်းရင်ဒီလိုလိုဒီကဘာနကလို့ခေါ်ပါဗျ။အော်ဟုတ်ပြီ။ဒီကဘာနကလို့ခေါ်တယ်။ကဲမာဒွိပိဋကဒရလို့လည်းခေါ်တယ်ဗျ။ပိဋကနပုံအာဂုံဆောင်းဝါပြီးဖြစ်တဲ့အတွက်အော်ဒွိပိဋကဒရလို့လည်းခေါ်တယ်။အဲအဲ့ဒါဆိုတော့ရေးပြတော့ကြံသေးတယ်အရေးဖြေကြံသေးတယ်အဲ့တော့ရေးပြအောင်ပါပြီဆိုရင်ဒီဂဏိကာယကောဝိဒ အဲ့ဒီအောင်တဲ့အတွက်ဒီကနေ့ကရကောဂီတာနပုံပြီးွားတဲ့အတွက်ဒရီမီကကောဂီတာအဲ့လိုသူကဘွယ်တစိမ်နှစ်ခုပေါ့ဗျာအော်တမမမမအဲ့နောက်တစ်ခါဒီလိုလို not so အပိုင်းကဒီဟိုဒီအဘိဓမ္မာပေါ့ဗျာအဘိဓမ္မာကျတော့ရှေ့ပိုင်းအဘိဓမ္မာခွန်တဲ့ကျမ်းမှာရှေ့ပိုင်း၅ကျမ်းကတက္ကံ not ၅ကျမ်းကတက္ကံဗျာအဲ့ဆိုတော့ရှေ့ပိုင်း၅ကျမ်းကို အာအကုန်အောင်လဲဆိုရင်မူလအာဘိဓမိကလို့ခေါ်ပါလားဗျာမူလမူလအာဘိဓမိကမူလဆိုတာဒီအခြေခံပေါ့ဗျာမမမူလအာဘိဓမိကလို့ခေါ်ပါလားဗျာအဲမူလအာဘိဓမိကအဲ့ဒါကိုရေးပြအောင်ဝါရမူလအာဘိဓမကောမိတာလို့ခေါ်ပါလားဗျာအဲမမအဲ့ဒါပြီးတော့မှာတခါရမိုက်နဲ့ပဋ္ဌာန်းနဲ့အာကုန်အောင်ဝါရတိပိတိကဒရအမမအာတိပိတိကဒရ ဲဟိုလိုပြောရင်အာဘိဓမ္မိကလို့လည်းခေါ်တယ်ဗျအဘိဓမ္မာအာဂုံဆောင်ရတဲ့အတွက်အာဘိဓမ္မိကလို့လည်းခေါ်တယ်နောက်ပြီးတော့ဒီလိုပိဋကသုံးပုံလုံးအာဂုံနေအားလုံးအောင်ရပြီဖြစ်တဲ့အတွက်တိပိဋကတရဒါမှရေးဖြည့်ကြံပြီးပြီးတဲ့အတွက်တိပိဋကကောဝိဒမဖြစ်သေးဘူးဗျာဒီမှာဒီမှာအဲ့ဆိုတော့တိပိဋကကောဝိဒဖြစ်ဖို့ရာအတွက်ရေးဖြည့်ပြီးအားလုံးအောင်ရရင်တော့တိပိဋကကောဝိဒဖြစ်သွားဖြစ်သွားတဲ့အခါကျတော့ဒီလိုလိုမြန်မာနိုင်ငံမှာ အမန်ဝဆရာတော်ကြီးကနေစတင်ရေးတွက်ရင်အခုရေဦးဆရာတော်ကြီးထိ18ပါးရှိပြီပေါ့ဗျာအဲ့တော့အဲ့ဒီကနေမှတိပိဋကဒါတိပိဋကကောဥဒါဖြစ်ပြီးလို့အဲ9နှစ်ကျော်လို့6နှစ်မြောက်ပိုင်းရတော့နိုင်ငံတော်ကနေပြီးတော့တိပိဋကဒါဓမ္မဘာနာဂါရိကဘွဲရဲ့ဆိုရဲတရားဘာနာစုဘွဲကိုဒီဥပဒေနဲ့ဆက်ကပ်ပါတယ်ဗျာဥပဒေဥပဒေနဲ့ဆိုတာကဒီကိုစာဖြေလို့ရတာမဟုတ်ဘူးဒီစာဘွဲကိုအောင်ထားတဲ့အတွက် ဒီဘွဲ့ကိုပေးဖို့ရအတွက်ဥပဒေပြဋ္ဌာန်းချက်နဲ့အဲတပည့်တော်တို့မှာဘွဲ့ကိုရှော့ရှော့ရှော့ဖို့လဲမလိုတော့ဘူးပေါ့ဗျာတိပိကဒရာရထိုင်ပြီးပြီမဟုတ်ဗျာတိပိကဒရာတိပိကဂောဝိဒာရေးချီရောအာလုံးပြီးမှာမှာပါဟောအဲ့ကြမှာရေးချီရောပြီးုံနဲ့မကသေးဘူးငားနဲ့ချားပြီးတော့ချော့နေမြောက်မှာပြတပည့်တော်ဆိုရင်2018မှာတိပိကဒရာတိပိကဂောဝိဒာဗျာ အဲ့ဆိုတော့ခုဓမ္မဗန္ဓဂာတိကကတော့တပြီတော့ပြီးခဲ့တယ်ဟိုဟာကမှအဲရပါဗျအဲ6နှစ်မြောက်မမ23မမ2023တော့မှဒီတော့ရပါဗျအော်မမ2023ရလို့ခုနသုံးဖောက်ချောင်းဆောင်ကလည်းအဲတပြီတော့ကဓမ္မဗန္ဓဂာတိကဆိုပြီးတော့အဆောင်နာမည်ပေးထားတာဗျအော်ဓမ္မဗန္ဓဂာတိမမမမဆိုတော့ဘုံဘုံအခုကဘုံဘုံပြောတော့ကြည်လိုက်မသူက အမေရိကသုံးပုံရှိတယ်လေ6ပုံဖြေရလို့ဖြစ်သွားတယ်6ပိုင်းဖြေရလို့ဖြစ်သွားတယ်အဲအမေရိကမှာဆယ်ဆယ်စိတ်ရှိရဲ့ဆယ်စိတ်လောက်တူမှာဆယ်စိတ်ရှိတယ်ဆယ်စိတ်ရှိတဲ့အခါကိုဒီမျိုးကဘွဲဆယ်စိတ်ရှိတာကို6စိတ်ထက်ဖြည့်ချင်လဲရတာဗျဒီမှာဒီမှာမမဝီနီမှာကြတော့ဒီလိုလိုက၄စိတ်တက်တောင်လို့မဲဝန်ဆရာတို့ကြီးကအရန်တော့မှာဆရာတော်ဒီကတော့၂စိတ်แท้ဗျဝီနီကိုအခုကကြောက်၄စိတ်ဒီမှာပိုင်ပေးလိုက်တာဗျအဲမမတကယ်တော့ဒီပိကဆိုတာ ုံကြီးတက်တဲ့ဖွဲ့တယ်လို့ပြောကြပါတယ်ခင်ဗျာဒီလောက်ခ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 က်ကြိုးစားရတဲ့အဲဆရာတော်ဖျားကြီးဒီအခုတပိရိကဆရာတော်ဖျားကြီးပြန်လာလို့ကနှစ်ပါအထူးခြားခြားရှိတယ်ဗောဗျာဒီလိုကြားမိတာဒါရီယာစာကြက်ရလွန်းလို့အဲစာတန်ကြောက်တကယ်နဲ့ဖွဲ့ရပြီးတော့မကြောက်ဘူးပြန်လာမှုကလည်းလို့လေတပိရိတို့သုံးသက်တန်နေကြတော့ဒါဘလို့သဘောပါလဲနောက်ထပ်တော့တပိရိကညီငယ်လေး ါမှမဟုတ်ဒီပိဋကဆရာတော်တန်ဃာတော်တွေဖြစ်ပေါ်လာမဲ့သူတွေအတွက်ဘုံဘုံရဲ့အထောက်အပံ့နဲ့ပညာစကားလေးပြောကြပြပါဗျာဒီဒီပိဋကသုံးပုံကိုဒီပြန်ပြန်ပန်းပန်းအဲစူးစမ်းအထောက်ရတဲ့အတွက်ဟိုဆရာတော်ဒီမှာအသက်ဒီတူရတယ်ဆိုတဲ့ဟိုဘာကတော့အဲတပည့်တော်ရဲ့ရှုတော့အာတော့အာတပည့်တော်က ဟိုလက်မခံပါဘူးဟိုဘာကြောင့်လဲဆိုတဲ့ခါကျတော့အဲတပြုတော်တို့ဒီအသက်တူခြင်းအသက်ရှည်ခြင်းဆိုတဲ့ကိစ္စကအဲတပြုတော်တို့ရဲ့ဟလာဟိုရှင်းကံနေတယ်အများကြီးပတ်သက်နေတာတော့အဲဒီလိုလိုမြတ်စွာဘုရားအာဟောပြထားလို့အလုံးဒါလက်ခံထားတာလေညီမပြန်အဲ့လိုဆိုတဲ့ခါကျတော့ဒီလက်ခံထားတာဖြစ်တယ်အဲ တို့တော့အဲသူကဘယ်လိုလဲဆိုတော့ခါကြတော့ကိုယ့်ရဲ့ဘဝဒီအဲဘသူဘဝမဆိုပါနော်တရုတ်တို့ဘာသာရေးနဲ့ပတ်သက်လာတယ်ဆိုရင်ပေါ့ဘာသာရေးနဲ့ပတ်သက်လာတယ်ဆိုရင်အဲမှာဝိပဿနာလမ်းကြောင်းမှာဆိုရင်လည်းပဲအဲတရုတ်တို့